တုတ္တဓမ္မဒီပလိုမာ level 2ဥပုပ်ဆောင်ခြင်းအတိတ်ပဲတရားတော်ကို ပါမောက်ခချုပ်ဆရာတော်ဘုရားကြီးကလောဘဒေါသ మో ဟအဆရှိသောအကုသိုလ်တရားများယောနေပြီးကုသိုလ်များတိုးပွားစေရန်စိတ်အညစ်အကြေးများဖယ်ရှားပြီးစိတ်စင်ကြယ်တန်ရှင်းစေရန်ဟုသောမှန်ကန်သောစိတ်ထားမှန်ကန်သောရည်ရွယ်ချက်များထားရှိပြီး နီးစနစ်မှန်စွာဖြင့်အကျင့်တရားတစ်ခုကိုနေ့ရက်အချိန်ကတ်တတ်၍စောက်သုံးခြင်းအဆရှိသောရည်ရွယ်ချက်များဖြင့်ဟောကြားခဲ့ပါသည်မြတ်စွာဘုရားရှင်ဝိသခာတောင်းမကြီးအားရှင်းပြသောဥပုပ်သုံးမျိုးမှာနိကန္ဓုပောတထဥပုပ်နိကန္နာဆိုသည်မှာဗုဒ္ဓလက်ထက်အခါကာလကဘာသာရေးတစ်ခုဖြစ်သည် ယနေ့ခေတ်တွင်အိန္ဒိယပြည်၌ဂျိန်းဘာသာဟုခေါ်သည်နိကန်နုပောတထဥပုပ်ဟုသည်နိကန်နယဟန်များကလမ်းညွှန်မှုပြုပြီး၎င်းတို့၏တကတကမာများလိုက်နာဆောင်ထိန်ကြသည့်ဥပုပ်မျိုးဖြစ်သည်ဗုဒ္ဓဘာသာနှင့်မသက်ဆိုင်ပါနိဂန္နာများစောင့်ထိန်သောနိဂန္ဓုပောတထသည် အချက်နှစ်ချက်ကိုစောင့်ထိန်သော ဥပုပ်ဖြစ်သည်နိဂန္နာတို့သည် ဥပုပ်နေ၌ ူတို့ဤတကားတကမများကိုအရှိအနောက်တောင်မြောက်အရက်မျက်နာများဤယူဇနာတရားဤအပြင်ဘက်၌ရှိသောတတဝါများကိုနှင်းဆက်တက်ဖြတ်ချင်းမှရှောင်ကျင်းပါမည်ပါဏာတိပါတအာကုတုကံကို မကျူးလွန်စေရန်ထိမ့်သိမ့်ဆောက်ရှောက်မည်ဟုစောက်တီခိုင်းပါသည် ဆိုလိုသည်မှာယူဇနာတရားတွင်ရှိတတဝါများကိုမူတက်ခွင့်ရှိသည်ဟုသောသဘောမျိုးဖြစ်နေပါသည်ဥပုံနေ၌ ငါသည်မိသူနှစ်မြမပတ်သက်ပါဘဲသူဤဆွေမျိုးမှမဟုတ်ပါဘဲသူဤမှចောင်းကြဆိုင်ရမည်ပုဂ္ဂိုလ်လည်းမဟုတ်အထာသူတယောက်သည်လည်းငါနှင့်ဘာမှမသက်ဆိုင်ငါဤဆွေမျိုးလည်းမဟုတ်ပါဟုအဋိဋ္ဌံချက်ကိုဆိုခိုင်းသည်ပစ္စည်းဥစ္စာများသည်လည်းငါဥစ္စာမဟုတ်ပါဟုကြေညာခိုင်းသည်ဤသို့ဖြင့်နိက္ကန္နပောတထနိက္ကန္နဥပုတ် ဒိမ့်ပါတာဝင်တို့ဤဥပုပ်သည် အထက်ပါအချက်နှစ်ချက်ကိုစောင့်ထိန်သောဥပုပ်မျိုးစားဖြစ်ကြောင်းဆရာတော်ဖျားကြီးကတရားတော်တွင် ရှင်းပြထားပါသည်